ကရင်ပြည်နယ်အာရှလမ်းမမတဆင်တင်ငန်းညီနောင်နဲ့မြားရီတို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အောင်စရစစ်ကြောင်းမှစစ်သားတချို့တော်လရေးတပ်ဖွဲ့တွေထံလက်နက်ချအလေးဝင်ရောက်ခဲ့ကြောင်းနဲ့မြေပြင်တွင်တော်လရေးတပ်ဖွဲ့များနဲ့ပူးပေါင်းကာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါရယ်၂024ခုနှစ်ဧပြီလမှစတင်ကမြားရီတို့စစ်လက်နက်အင်အားမြေပြင်အင်အားလုံးရင်းနဲ့ခြိတက်လာခဲ့တဲ့အောင်စရစစ်ကြောင်းမှပြည်သူ့စစ်မှုရန်စင်တသားများစုတော်လရေးတပ်ဖွဲ့တွေထံအလေးဝင်ပူးပေါင်းပြီးနောက် စစ်တင်တဲ့တက်ရောက်ခါစကားဆော့ကိုပြန်လဲတိုက်ခိုက်နေတယ်လို့မြေပြည်ရဲဘော်တအူးက VPN ကိုပြောပါတယ်။အောင်စရာကပါစအများစုအလင်းဝင်ရောက်လာပါတယ်။တချို့အလင်းဝင်စစ်သားတွေဆိုဒီဘက်ရောက်မှတင်းနှဲပြန်တက်ပြီးစကားဆော့ကိုပြန်တိုက်နေပါတယ်။ဒါအပြင်လက်နက်ကင်ပြီးပြန်လဲတိုက်ခိုက်ခြင်းမရှိတဲ့အလင်းဝင်နဲ့တုံပန်းစစ်သားတွေကိုလည်းတော်လိုင်းအင်အားစုတွေဘက်မှကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားတယ်လို့၎င်းမှဆက်ပြောပါတယ်။ ပြန်မတိုက်တဲ့တခြားစစ်သားတွေကိုလည်းကျွန်တော်တို့ကကောင်းကောင်းမွန်မွန်ထားပါတယ်။တချို့ဆိုပြန်လွတ်တာတော့မပြန်ကြတော့ဘူးဒီဘက်မှာပဲနေကြတော့တာ။မြ ாரி မျိုးဆောင်တဲ့ခလာယာနှစ်ခု၅ကို KNN နေဦးဆောင်တဲ့တော်လရင်ရာစုတွေက2024ခုနှစ်ဧပြီလ9ရက်နေ့မှာတိုက်ခိုက်ခဲ့တာကြောင့်မြ ாரி မျိုးနဲ့အာရှလမ်းမကိုပြန်လည်ထိန်းချုပ်နိုင်ရင်အောင်စရာစစ်ကြောင်းကိုစစ်ကောင်းဆောင်တွေမှဆေးလွတ်ခဲ့ပေမဲ့လည်းဒီနေ့အချိန်ထိမြ ாரி မျိုးကိုရောက်ရှိနိုင်ခြင်းမရှိသေးပဲတော်လရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကိုခံနေရတယ်လို့သိရပါဗျ။